မိုးကြိုကလာတွင်လေပြင်းတက်ခတ်ခြင်းမိုးကြိုပြစ်ခြင်းလျှက်စီးလက်ခြင်းမူတည်ကြည်ခြင်းနှင့်နေရာကွက်ကြားမိုးထစ်ချုံရွာခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကဧပြီလ15ရက်နေ့မှာတတိပီထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ရည်ရွယ်မှာမိုးကြိုကလာဖြစ်တဲ့ဧပြီလလကနေ့မြန်မာနိုင်ငံကိုအနောက်တောင်ဘက်တုံလီမဝင်ရောက်မီကလာတွင်လေထုမငြိမ်သက်မှုတွေကြောင့်၎င်း နေ့အပူချိန်တွေတပြေပြေမြင့်တက်လာရကနေအပူပြန်တက်တိမ်တွေဖြစ်ထွန်းပြီးမော်လယ်ပိုင်းနဲ့ညနေပိုင်းအချိန်တို့မှာမိုးလေတောင်တွေဖြစ်ထွန်းခြင်းကြောင့်လကောက် ၊လေပြင်းတက်ခတ်ခြင်း၊လေပြင်းနဲ့အတူထစ်ချုံခြင်း၊မူကျုပ်ပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မူတိကျွေခြင်းနဲ့နေရာကွက်ကြားမူထစ်ချုံရွာခြင်းစတဲ့မူလဝတ္တဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ကြောင်းမူဇလကသတိပေးထားပါရယ်။ဒါ့အပြင်လေပြင်းတက်ခတ်စဉ်ရေပင်မြေပြင်လေဟာတနအီကိုမိုင်၄၀ကနေမိုင်၅၀အထိတက်ခတ်နိုင်ကြောင်းလည်းသတိပေးထားပါရယ်။ဒါကြောင့်မူကျုပ်ကာလရဲ့မူလဝတ္တဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသတိပြုနေထိုင်ကြဖို့နဲ့ပြည်ရင်းလေကြောင်းပြန်တမ်းရေးနဲ့ရေကြောင်းခီးစဉ်တွေအနေနဲ့လည်းကြိုတင်သတိပြုနေထိုင်ဖို့အတွက်မူလဝတ္တနဲ့ဇလပိတာညောင်ဦးသေးဌာနကသတိပေးနှိုးဆော်ထားပါရယ်။